ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်နေပြီးတော့ကျွန်တော်တို့ဒီ Xnet Broker ပုံတဲ့သူတိုင်းပေါ့เนาะကျွန်တော်တို့ Xnet Broker အနေနဲ့ကျွန်တော်တို့ဘာတွေပြန်ပေးလဲဆိုတာကိုလာရောက်ရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Xnet account အောင်လာတဲ့သူတွေ Xnet မှာကျွန်တော်တို့ deposit withdraw လုပ်တဲ့သူတွေအမြဲတမ်းမြင်းတိုင်း trade တဲ့သူတွေလောက်ဆက်ရေးတွေများလဲသူတွေတဲ့ Xnet Broker နေပြီးတော့ပြန်လဲပြီးတော့ကျွန်တော် cashback ပြန်ပေးတာဖြစ်ပါတယ်ဒါတွေအားလုံးမိတ်ဆွေတို့မသိသေးရင်ဒီ video လေးမှာကြည့်လိုက်ပါခင်ဗျာ အရင်ဦးဆုံးကျွန်တော်တို့ဒီကိုယ့်ရဲ့အကောက်ထဲဝင်လာမယ်ပေါ့နော်ကိုယ့်ရဲ့အကောက်ထဲဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီဘက်ချမ်းမှာပေါ့နော်ဘယ်ဘက်ချမ်းမှာကိုယ့်ရဲ့မိုင်းအကောက်ဆိုပြီးတော့ကျွန်တော်တို့ နေရာတွေရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ my account နေရာကိုကျွန်တော်ကနှိပ်ရမှာဖြစ်ပါတယ်ဒီ my account ပေါ့နော်ဒီဘက်မှာကျွန်တော်တို့ဒီ deposit တို့ withdraw တို့နော် history session တို့အများကြီးရှိတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဒီ my account မှာကြည့်ပြီးတော့ကျွန်တော်တို့ဒီ exchange broker နဲ့ကျွန်တော်တို့ပြန်ပြီးတော့ငွေ cashback ပြန်ပေးတဲ့အကြောင်းကိုအရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့ဆိုတော့ရင်းဦးဆုံးကျွန်တော်တို့ my account ကိုနှိပ်မယ် my account နှိပ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီပေါ်မှာရှိတဲ့ button လေးမှာရှိတယ်ပေါ့နော်အပေါ်ဘားလေးမှာကျွန်တော်ကဒီ session နဲ့ပေါ်ပေးနေတာဖြစ်ပါတယ်ဒီဘက်မှာ ESD cashback ဆိုပြီးတော့ရှိတာဖြစ်ပါတယ်ဒီ account မှာ ိုလို့ရှိရင်ကျွန်တော်မှာ2142 EHD ဆိုပြီးတော့ရှိတာဖြစ်ပါတယ် Ready to use ကျွန်တော်တို့အသုံးပြုလို့ရပြီလို့ပြောတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ EHD ဒီကျွန်တော် cashback ဝေသားဖြစ်ပါတယ်ခင်ဗျာနော် EHD ဒီကျွန်တော်တို့ဒီကိုယ့်ရဲ့အကောက်ကိုမှသိကြစစ်ကြည့်ကြနော်အပေါ်ဘားမှာရှိတယ်ဒီအပေါ်ဘားမှာရှိတယ်ဒီ EHD လေးကိုကျွန်တော်ကဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုလို့ရှိရင်ဒီ EHD ဒီကျွန်တော်တို့ဘယ်လိုမျိုးပြန်ပေးလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကျွန်တော်ဒီ Exchange Broker မှာငွေသွင်းငွေထုတ်များတဲ့သူတွေပြီးလို့ရှိရင်ကျွန်တော် Trade အရေးအတွက်များ ားလာတဲ့သူတွေအတွက်ပြန်လည်ပြီးတော့ cashback ငွေသားအနေနဲ့ blocker အနေနဲ့ကျွန်တော်တို့ပြန်ပေးတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီ blocker မှာပုံသားတဲ့သူတွေအတိုင်းသူတွေအတိုင်းရောက်တိုင်းစီမှာကြီးကြီးပါရှိလိမ့်မယ်ပေါ့နော်အ ਨੇ များกว่าလိမ့်မယ်ပေါ့နော်အဲကျွန်တော်မှာကြတော့ဒီ2014ဆိုပြီးတော့အဲ့လိုမျိုးရှိတာဖြစ်ပါတယ်ခင်ဗျအဲဆိုတော့ဒီ h နဲ့ရကပေးတဲ့ဒီ eid ကိုကျွန်တော်ဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုလို့ရှိရင်ဒီ eid ဒီ cashback လေးကိုကျွန်တော်တို့ရဲ့ trading account ထဲကိုတွဲထည့်ရမှာဖြစ်ပါတယ်တွဲထည့်ပြီးလို့ရှိရင်ကျွန်တော်အသုံးပြုလို့ရမှာဖြစ်ပါအဲ့ဒီဝင်လာတဲ့ငွေကိုကျွန်တော် ို့ကငွေပြန်ထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကျွန်တော်တို့ဘယ်လိုကောင်းလဲဆိုလို့ရှိရင် equity မဟုတ်ဘူးเนาะတချို့သော broker တွေမှာကြတော့ကျွန်တော် equity ပေးတာဖြစ်ပါတယ် equity သည် trade လုပ်ပဲရတယ်ကျွန်တော်ထုတ်ယူလို့မရဘူး trade လို့ရတဲ့အမြတ်ကိုပဲထုတ်ယူလို့ရတာဖြစ်ပါတယ်ဒီ exchange မှာကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီ cashback တစ်ခုနေနဲ့ပြန်ပြီးတော့ပေးတာဖြစ်ပါတယ်ဒီ EAD cashback တစ်ခုသည်ကျွန်တော်တို့ကောက်ထဲကိုတွက်ထည့်ပြီးလို့ရှိရင်ကျွန်တော်နေနဲ့ trade လုပ်လဲရတယ်ငွေဖြစ်ပြန်ပြီးတော့ထုတ်လို့လဲရတာဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ကြောင့်မို့လို့ကျွန်တော် exchange broker ကိုသုံးပြီးတော့လဲသူတွေအတွက်အရ ရန်ကိုမှကောင်းတဲ့ဆက်ရှင်လေးတစ်ခုဖြစ်တာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီ EAD လေးကိုကျွန်တော်ကနှိပ်မယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့သွင်းမယ်အဲ့တော့တချို့သောသူတွေကဘယ်မှာကြည့်ရလဲဆိုလို့ရှိရင်မပေါ်လို့ရှိရင်ကျွန်တော်စက်တင်မှာကြည့်ရမယ်နော်ကျွန်တော်တို့ရဲ့ညာဘက်ရှမ်းမှာရှိတဲ့ဒီလူရုပ်လေးစက်တင်လေးမှာသွားပြီးတော့နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီအောက်မှာ EAD ဆိုပြီးတော့ကျွန်တော်ပေါ်နေလာဖြစ်ပါတယ်ခင်ဗျာနော် X နဲ့ဒေါ်လာဆိုပြီးတော့ဒီ X နဲ့ဒေါ်လာနေပြီးတော့ပေးတဲ့ဒီဒေါ်လာငွေဒီကျွန်တော်တို့ထုတ်သုံးလို့လည်းရတယ်ဖိတ်လို့လည်းရတယ်အရန်ကုန်မှာကောင်းတာဖြစ်ပါတယ်ခင်ဗျာနော်အားလုံးကိုရ ရဲ့အကောင့်မှာစေကြည်ကြည်ကြပါရှိနေလားဆိုတာပေါ့နော်ဒါဝန်သားစရာသတင်းပေါ့နော်အဲ့တော့ဒီအကောင့်မှာကျွန်တော်မကြည့်တာကြာပြီခုမှကြည့်ပြီးတော့ဒီ2000နဲ့140ဒေါ်လာရှိတာဖြစ်ပါပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်အသုံးပြုမယ်အဲ့ဆိုတော့ကျွန်တော်ကဒီကောင်လေးကိုကျွန်တော်ကနှိပ်လိုက်မယ်ပေါ့နော်ဒီ AD လေးကိုကျွန်တော်ကနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်1အနေနဲ့ဘယ်ကိုရောက်လာမလဲဆိုတော့ဒီထဲကိုရောက်လာဒီမျက်နှာပြင်ထဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပေးထားတဲ့ EAD ခက်ပက်ဒီဘယ်ကနေရရလဲဆိုတာကိုကျွန်တော်ပြောထားပေးလိုက်မှာဖြစ်ပါတယ်เนาะကျွန်တော်ဒီ CO ကိုကျွန်တော်နှိပ်လို့ရတယ် ဒီဘက်ချမ်းမှာပြောထားပေးတာဖြစ်ပါတယ်တော့ကျွန်တော်ဘယ်ရန်နေတော့ဘယ်လိုဘယ်လိုရရလဲဆိုတာပေါ့နော်အလားတူကပေါင်းသွားပေးတာနော်တစ်ခါတည်းနဲ့တော့အများအများကြီးရလေမရှိဘူးဒါပေမဲ့ပေါင်းသွားပေးတာပေါင်းသွားပေးတာနည်း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 ပေါင်းသွားပေးတာပေါ့နော်အဲဒါကြာကြာမှတစ်ခါပွဲလို့ရှိရင်များရတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါ Premier League ရတဲ့600ရရတာဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ကအသုံးပြုမယ်ဒါ EAD တစ်ခုအနေနဲ့အဲ့တော့အသုံးပြုပြီဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဖဲရမလဲဆိုလို့ရှိရင်ကျွန်တော်နံပါတ်1တစ်ခုအနေနဲ့ကျွန်တော်အသုံးပြုလို့ရမယ်ဟာဒီဘက်ချမ်းကိုလာမယ်ရှင်းမျက်နှာပြင်ကိုလာလိမ့်မယ်နော်ဒါ1ဒေါ်လာဆို ယ်စတင်ထဲမှာလည်းဝင်လို့ရတယ်နော်စတင်ထဲနေပြီးတော့ဝင်လို့လည်းရတယ်အဲ့တော့ဆောနာကျွန်တော်ကဒီဒီ cashback နေရာလေးကိုနှစ်လနဲ့ဒီခဲကိုတန်းရောက်တာနော်အဲ့တော့ဒီမှာ reward ဆိုတဲ့နေရာလေးမှာပေါ်လာလိမ့်မယ်အဲ့ဒီ reward လေးမှာကျွန်တော်ဒီ available reward ဆိုပြီးတော့ကျွန်တော်ပေါ်လာတာဖြစ်ပါတယ်ဒါအကုန်ပြုလို့ရရပေါ့အဲ့တော့ကျွန်တော်ကမလုပ်ရမယ်ဆိုတော့ကျွန်တော် transfer လုပ်ရမှာဖြစ်ပါတယ်ဒီ transfer လေးကိုအဝါလေးကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဝါလေးကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်မှာ account ရှိတယ်ဒီ account ထဲကိုကျွန်တော်ထည့်မယ်ဘယ်လောက်ရှိလဲဆိုတော့2140ဒေါ်လာထည့်မှာဖြစ်ပါဒါကကျွန်တော်တို့ broker ကနေပြီးတော့ကျွန်တော်တို့ပေးတဲ့ ဒါ cashback ငွေသားပဲဖြစ်ပါအမှန်အဲ့တော့ဒီငွေသားတစ်ခုစီကျွန်တော်ရဲ့ trading account ထဲဝင်သွားပြီဆိုလို့ရှိရင်ချက်ချင်းအားလုံးကြီးတစ်ခါတည်းနဲ့2140ဒေါ်လာတစ်ခါတည်းတစ်ပြိုင်တည်းမဝင်ပါဘူးခင်ဗျာသူ့အနေနဲ့ခွဲခွဲပြီးတော့ဝင်ပေးတာဖြစ်ပါတယ်မိတ်ဆွေတို့အားလုံး EAD cashback တစ်ခုစီကျွန်တော်တစ်ပြိုင်တည်းထဲကိုယ့်ရဲ့ trading account ထဲတစ်ပြိုင်တည်းမဝင်ဘူးဒီလိုမျိုးလွှဲထားပြီဆိုလို့ရှိရင်သူ့အနေနဲ့ခွဲခွဲပြီးတော့ဝင်ဝင်ပေးတာဖြစ်ပါတယ်တစ်ချိန်မှာကျွန်တော်က200 300 500အဲ့လိုမျိုးခွဲခွဲပြီးတော့ဝင်ပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကိုယ့်ရဲ့ account ထဲကိုကျွန်တော်ကချိန်ပြီးတော့ထည့်မယ်ဒီမှာကျွန်တော် transfer ထည့်ရမှာဖြစ်ပါတယ် transfer လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ account ထဲမှာသွားပြီးတော့ရောက်သွားမှာဖြစ်ပါတယ်အဲဆိုတော့ဒီမှာသူကပေါ်နေပြီကျွန်တော်တို့ account ထဲမှာ EAG cashback 2142ဒေါ်လာရှိတာဖြစ်ပါတယ်အဲဆိုတော့ဒီ cashback ငွေသားတစ်ခုစီကျွန်တော်ကဒီ account နေရာကိုပြိုင်တော့ပါမှာဖြစ်ပါတယ် account နေရာကိုပြိုင်တော့နှိပ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာပေါ်နေပြီခင်ဗျဒီ account ထဲမှာစောစောကျွန်တော်မှ5ဒေါ်လာပဲရှိတယ်ပေါ့နော်ဒီအပေါ်မှာဒီပေါ့နော် cashback EAD လေးကျွန်တော်ပေါ်တာဖြစ်ပါတယ်ဒီ2142ဒေါ်လာပေါ်တာဖြစ်ပါတယ်ဒီ account မှာပေါ့နော်ဒီ account ောက်မှာငွေသားကောက်မှာအဲ့ဆိုတော့ဒီ cashback လေးကဆွမ်းသားပြောလို့မျိုးပဲတခါတည်းနဲ့ကိုယ့်ရဲ့ဒီအမောက်ထဲကိုတခါတည်းချက်ချင်းအားလုံးမရောက်လာဘူးเนาะဒီ AA ဒီ cashback လေးကတခါတည်းချက်ချင်းအားလုံးမရောက်လာဘူးခွ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 တော့ဝင်လာတာဖြစ်ပါတယ်တခါကြိမ်ကြရင်200ဝင်မယ်300ဝင်မယ်400ဝင်မယ်500ဝင်မယ်1000ဝင်မယ်ပေါ့เนาะအရင်ကကြိမ်မတူဘူးပေါ့เนาะအဲ့လိုမျိုးတွေဝင်ဝင်လာတာဖြစ်ပါတယ်အားလုံးပေါ့เนาะသတိထားမိဖို့လိုတာဖြစ်ပါတယ်တကယ်လို့များကိုယ်မှ anti fine နဲ့ချိန်ထားတယ်ဆိုလို့ရှိရင် anti fine မှာလည်းသွားကြည့်လို့ရတယ် anti fine မှာသွားကြည့်လို့ရတယ် anti fine မှာငွေပင်လာလို့ရှိရင်သူ့အနေနဲ့ EAD ဆိုပြီးတော့ cashback လေးပုံစံလေးနဲ့ပေါ်ပြပေးနေမှာဖြစ်ပါတယ်ခင်ဗျာเนาะဒီ EAD ဆိုပြီးတော့ပေါ်ပြပေးနေလာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်သိထားတော့ဒီ blogger တွေတော့ပြန်ပေးတဲ့ cashback လေးပဲဖြစ်ပါတယ်ခင်ဗျာเนาะနောက်တစ်ခုကကျွန်တော်တို့ဒီဒီ transaction history မှာပြန်ပြီးတော့ကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာเนาะဒီမှာနှိပ်ပြီးတော့ကြည့်လို့ရတယ်ပေါ့เนาะကျွန်တော်ဘယ်နေဘယ်နေရငွေသွင်းထားတဲ့ဟာတွေပေါ့တော့ဒါတပတ်စာသွင်းထားတဲ့ဟာတွေအဲ့လိုမျိုးတွေပေါ်လာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်เนาะ9ရက်စာရက်30စာเนาะဒီလောက်တလားစာဆိုပြီးတော့အဲ့လိုမျိုးတွေပေါ်ပြပေးနေတာဖြစ်ပါတယ် မြာเนาะဒီမှာကျွန်တော်နေနဲ့ဒါ weight door ထုတ်တာတဲ့အကြောင်းအရာတွေပေါ့เนาะအဲ့လိုမျိုးတွေခြေတဲ့ deposit အကြောင်းအရာတွေပြီးလို့ရှိရင် EAD ခက်ဘက်တွေအဲ့လိုမျိုးတွေပေါ်ပြပေးနေမှာဖြစ်ပါတယ်ခင်ဗျအဲ့ဆိုတော့ဒီ EAD ခက်ဘက်လေးကိုအတိထားပြီးတော့ကြည့်ကြပါကိုယ့်ရဲ့အကောင့်မှာကြည့်ကြပါကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီညာဘက်ချမ်းရဲ့လူရောက် profile လေးကိုလာလူရောက် profile လေးကိုလာပြီးလို့ရှိရင်အောက်မှာကျွန်တော်တို့ဒီ EAD cashback ဆိုပြီးတော့ပေါ်နေလိမ့်မယ်ပေါ့နော်ဒီမှာ x ဒေါ်လာဆိုပြီးတော့ပေါ်နေလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်အကောင့်ပြုလို့ရတယ်ပေါ့နော်ဒီငွေလေးကိုကျွန်တော်တို့က ကိုရဲ့အကောက်တဲကိုပြောင်းထည့်လာမယ်ဆိုလို့ရှိရင်ဒီ EAD cutback နေပြီးတော့ကျွန်တော်တို့ရဲ့အကောက်တဲကို ငွေဝင်လာမှာဖြစ်ပါတယ်အဲ့ဒီဝင်လာတဲ့ငွေကိုကျွန်တော်ကထုတ်လို့ရတယ် trade လို့ရတာဖြစ်ပါတယ်ခင်ဗျတော်တခုကဒီ EAD cashback ဒီကျွန်တော်အားလုံးတစ်ကြိမ်နဲ့တည်းတစ်ပြိုင်နဲ့တည်းမဝင်လာပါဘူးတစ်ပြေးပြေးတစ်ပြေးပြေးနဲ့ခွဲခွဲတော့ဝင်လာတာဖြစ်ပါတယ်ခင်ဗျဒီနေ့မှာလာရောက်တော့ရှင်းပြပေးတယ်ကျွန်တော် Xnet Broker မှာပုံတဲ့သူတွေ Xnet Broker အနေနဲ့တော့ကျွန်တော်တို့ဘာတွေပြန်ပေးလဲဆိုတာကိုလာရောက်ရှင်းပြပေးခြင်းဖြစ်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေအားလုံးစင်ပြေကြပါစေခင်ဗျအားလုံးပဲမင်္ဂလာပါ Thank you.